အာငါတော့တော်ပြီဒီလောက်ပဲကြိုးစားလိုက်မယ်ဆိုရင်စိတ်ရင်စင်တော့ stock landing မို့ stock growing ဖြစ်သွားမှာကိုယ့်ရဲ့တင်ယူလေးလာမှုရဲ့အားစိုက်မှုရဲ့ရက်တက်လိုက်တာနဲ့ကိုယ့်ရဲ့တိုးတက်မှုတွေအကုန်လုံးကရက်တန်သွားမှာအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့အားစိုက်ထုတ်မှုတွေကိုတော့မရက်တန်သင့်ဘူးရလက်တွေပေါ်မှာကျတော့တင်းတိမ်မှုရှိရမယ်တင်းတိမ်မှုမရှိရင်ဘာဖြစ်တယ်လဲဆိုတော့စိတ်တော့ဒီနေ့အစစ်အစစ်လေးမှာဆိုရင်တော့ဘဝမှာထပ်ပြီးတိုးတက်ဖို့မလိုတော့ဘူးလားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးသားမှာပဲဖြစ်ပါတယ်ရှင့် လူတိုင်းကတော့ဘဝမှာအောင်မြင်ကြတာဓမ္မတာပါပဲ အောင်မြင်ကြရတယ်အဲအောင်မြင်ကြရဆိုတဲ့နေရာမှာဘယ်အတိုင်းနဲ့လောက်ထိအောင်မြင်ကြရလဲဆိုတော့တောင်းတဲ့တောက်ကမတူကြပါဘူးတချို့ကြတော့လေကိုယ့်ရဲ့ကိုယ့်ရာလောက်မှာအာစာဝင်နေပြည်တယ်ရင်တော်ပြီးဆိုပြီးတော့ဘဝအေးချမ်းဖက်သန်းနေတဲ့သူတွေလည်းရှိပါတယ်သူတို့အတွက်ဘဝရဲ့အောင်မြင်မှုကဘာလဲဆိုတော့စာဝင်နေပြည်လည်းမှုအေးချမ်းနေလို့မှုဒီသူတွေပြည်နေတာပါပဲဒီထက်ပိုပြီးလွန်ကဲလာတဲ့သူတွေကကြတော့အငွေကြီးပိုပြီးကြွယ်ဝကျန်လာတဲ့အိမ်ဘလောက်ကြီးကြီးမှနေခြင်းနဲ့တိုက်ဘလောက်ကောင်းကောင်းမှနေခြင်းနဲ့ကာဗနစီလိုခြင်းနဲ့ငွေကြီးအမှောက်ပမာဏဘလောက်များများမှအောင်မြင်နေ ဆိုပြီးတော့တက်မှတ်ပြီးတော့စူးစမ်းကြပြန်ပါတယ်။အဲတချို့ကကြာလဲအဲ့လိုမဟုတ်နာမည်ကျော်ကြားခြင်းနဲ့နာမည်ကြီးခြင်းနဲ့ popular ဖြစ်ခြင်းနဲ့အဲကို data တဝိုက်မှာပဲလားဒါမှမဟုတ်ဒါသူ့ရဲ့အတိုင်းပြည်မှာနာမည်ကြီးခြင်းလားဒါမှမဟုတ်ကမ္ဘာတဝန်းနာမည်ကြီးခြင်းလားအဲတချို့ရဲ့အောင်မြင်မှုကကြာအဲ့လိုမျိုးမဟုတ်ပြန်ဘူးရုပ်ရည်လာပါမှုမျိုးစုံပေါ့တောင်နဲ့တောက်ကပေတန်ချင်းမတူကြပါအောင်မြင်မှုရဲ့အတိုင်းတာရဲ့နေရာမှာတိုးတက်မှုအတိုင်းတာနေရာမှာမတူကြဘူးမိတို့ပင်ဖြစ်စေကမှု အာကိုလိုချင်တဲ့ limit တခုကိုရောက်ပြီးဟေ့ဆိုရင်ရက်နေရတော့မလားတော်ပြီးငါတော့ငါလိုချင်တဲ့နေရာကိုရောက်သွားဖြစ်တဲ့စူးစမ်းဖို့မလိုတော့ဘူးလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်စိတ်လို့မြန်မာလူမျိုးတွေပြောလေစကားရှိပါတယ်တင်းနဲ့ရောက်ရဲခြင်းကအင်မတန်မှအရေးကြီးတယ်တင်းနဲ့ရောက်ရဲဖို့လိုတယ်ဆိုတဲ့စကားလည်းရှိတာဟုတ်မြန်မာလူမျိုးတွေကအင်မတန်မှတင်းနဲ့ရောက်ရဲတဲ့လူမျိုးလို့ပြောရပါမယ်လိုရင်လောဘနဲတယ်ပဲပြောမလားတချို့ကြတော့လည်းအပြင်းကြီးတယ်လို့ပဲပြောမလားပေါ့နော်အဲရောက်ရဲတင်းတိမ်လွယ်ကြတာကိုတွေ့ရပါတယ်ဟောဒီနေရာမှာစိတ်စကားပုံလေးတစ်ခုကိုကိုးကားပြီးတော့ပြောချင်ပါတယ် ရှင်ပြိုင်ချင်းသာပဒါနာဆိုတဲ့စကားတစ်ခုရှိပါတယ်အဲ့တော့ဒီစကားလေးကိုကြည့်ကြည့်ပေါ့နော်ပုံမှန်အားဖြင့်ပြိုင်ပွဲတစ်ခုလို့ပြောတယ်လို့ပဲထင်စရာရှိတာဆင်ကဒီတဲ့ပုံပြီးနည်းနည်းနည်းတွေးကြည့်ရခါမှာရှင်ပြိုင်နေဆိုတဲ့နေရာမှာကိုယ့်ရဲ့ effort site ထုတ်တာကိုယ့်ရဲ့အားထုတ်မှုကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့ရုန်းကန်မှုဒီဥစ္စာအဓိကပေါ့နော်အဲ့တော့ရလက်ကဘလို့ပဲရလာပါစေရှုံးနေဖြစ်စေနိုင်နေဖြစ်စေအဲအလုပ်တစ်ခုကိုကြိုးစားကြည့်မယ်ဒီအလုပ်တစ်ခုကိုကြိုးစားတဲ့ခါမှာကိုယ့်ရဲ့အားထုတ်မှုတွေကဘလောက်အားထုတ်နိုင်မယ်ဘလောက်ကြိုးစားနိုင်လဲအဲ့မှာသူ့ရဲ့ တစယ်ဘိုးမြတ်မလားတရာဘိုးမြတ်မလားတထောင်ဘိုးမြတ်မလားအဲ့ဒါတွေကိုမျှော်လင့်နေတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အာငါဒီလောက်အများကြီးစူးစမ်းရတာနဲ့ဒီလောက်ပဲရတော့တယ်ဒါမှမဟုတ်ငါဒီလောက်နည်းနည်းပဲစူးစမ်းမယ်ဒါပေမဲ့အများကြီးလိုချင်တယ်အဲ့လိုမျိုးတွေအကျိုးနဲ့ကိုပေးလိုက်တာနဲ့ကိုစိုက်ထုတ်လိုက်တာနဲ့ရမယ်အကျိုးမျိုးကိုချိန်တွက်တာမျိုးမလုတ်မလုတ်သင့်ဘူးပေါ့နော်ကိုဘက်ကတင်းနေရောက်ရရမယ်ဆိုတဲ့နေရာကကိုယ့်ရဲ့ effort ကိုမဟုတ်ဘူး result ကိုပြောချင်တာကိုသည်ဒီဒီအလုပ်ကိစ္စတခုကိုစ조사လိုက်လို့အောင်မြင်မှုအတိုင်းဒါကနဲကောင်းနဲလိမ့်မယ်ဒါပေမဲ့ကိစ္စမရှိဘူးဒီလောက်နည်းနည်းလေးရဖို့တော့ကိုဘလောက်조사ခဲ့ရလဲကိုဘလောက်အားအားဆိုင်ထုတ်ခဲ့ရလဲဆိုတော့ကိုကိုအသိဆုံးပဲအဲ့ဒီအားဆိုင်ထုတ်တဲ့နေရာကို မတင်းတိမ်ရအောင်အဲ့နေရာကိုဟိုမရက်တက်လိုက်သင့်ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲအဲ့လိုမှမဟုတ်ဘူးဆိုရင်လူတွေကအာငါတော့တော်ပြီဒီလောက်ပဲကြိုးစားလိုက်မယ်ဆိုရင်စိတ်ရင်စင်တော့က stock landing ပေါ့ stock green ဖြစ်သွားမှာကိုယ့်ရဲ့တင်ယူလေးလာမှုရဲ့အားစိုက်မှုရဲ့ရက်တက်လိုက်တာနဲ့ကိုယ့်ရဲ့တိုးတက်မှုတွေအကုန်လုံးကရက်တက်သွားမှာအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့အားစိုက်ထုတ်မှုတွေကိုတော့မရက်တက်သင့်ဘူး ရလက်တွေပေါ်မှာကြတော့တင်းတိမ်မှုရှိရမယ်တင်းတိမ်မှုမရှိရင်ဘာဖြစ်တယ်လဲဆိုတော့အစိမ်တို့ကအာငါကဘလောက်ဖိုးလို့ကျင်တာဒါလောက်ပဲရတယ်ဆိုရင်လောဘတွေဖြစ်လာတယ်နောက်တစ်ခုကဘဝမှာစိတ်ကျေနပ်မှုတွေမရှိတော့ဘူးအဲ့ခါကျရင်စိတ်ဖိစီးမှုတွေများလာမယ်ကိုယ့်ကိုယ်ကိုတခြားသူတွေနဲ့နှိုင်းရှင်လာမယ်သူများတွေကတော့ဘလောက်တိုင်းတာဒီရတယ်ဘလောက်တဏ္ဍာဒီအောင်မြင်တယ်ဘလောက်တောင်အဆင်ပြေငါကကြတော့ဘလောက်ဖဲဆိုပြီးတော့ result ကိုသွားပြီးတော့ကွန်ပဲလုံးမိတတ်ကြတာအဲ့ခါကျရင်အဲကိုယ့်ကိုယ့်ရဲ့ဘဝမှာနေမပြောတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကကြတော့ဟို side effect အနေနဲ့အဲမနာလိုတာတွေပြိုင်ဆိုင် ာတွေအဲ့ဒါတွေဖြစ်လာတတ်ပါတယ်အဲ့တော့တင်းနဲ့ရောက်ရဲမရမယ်အပိုင်းကတော့ကိုယ့်ရဲ့ reserve ပေါ်မှာ judge မလုပ်နဲ့ expectation တိတ်မထားနဲ့အဲဘာကြီးဖြစ်မှာဆိုရင်မျိုးလင်းချက်မျိုးမထားပဲနဲ့ငါအကောင်းဆုံးဘာလုပ်နိုင်မလဲဆိုတော့အမြဲတမ်း ရှိနေတဲ့တယ်လို့ထင်ပါတယ်ဟိုအားလုံးလည်းကြောက်မှုမှာမဒီနွားချေရတဲ့ကချေရွက်ထရဖားတဲ့ငယ်လို့ပဲကိုရောက်ရှိနေတဲ့အနေတိုင်းကိုအဟုတ်ကြီးလို့ထင်နေရဒီထက်ပိုပြီးတော့ကြော်ပြီးကြည့်ကြည့်ရင်ဟာမှာဒီကမ္ဘာလောကကြီးမှာအများကြီးရှိနေသေးတယ်ကိုလှုပ်ပေးနိုင်တဲ့အတိုင်းဒါဆိုပါစို့ကိုဒီလူအတိုင်းဝိုင်းကိုဟိုအထောက်အထောက်ပံ့ပေးတာဒီဘလောက်လဲအုတ်တစ်ချက်တက်ပွင့်မရှိတော့တကယ်တော့ကိုကဒီထက်ပိုလုံနိုင်လားပေါ့စဉ်းစားကြည့်ကြည့်နော် အေးအုတ်၅ချက်တည်နိုင်တဲ့သူကအုတ်တစ်ချက်ပဲတည်တာဒီသူ့ရဲ့ energy တွေအပြည့်အဝမတုံးလိုက်တာနှမျောမှုကောင်းပါတယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကကိုကအုတ်၅ချက်နိုင်ရင်တော့၅ချက်ကိုအပြည့်အဝတည်စေချင်တယ်အဲအဲ့လိုမဟုတ်ဘဲနဲ့တစ်ချက်ပဲတည်ခြင်းအပြည့်ကို့အတွက်လည်းမကောင်းဘူးကိုကဒီအုတ်၅ချက်တည်လိုက်လို့ရလာမယ့်အသီးပွင့်ကိုကိုကမခံစားရတော့ဘူးအဲ့တော့ကျွန်တော်ကတော့တစ်ချက်ပဲနိုင်တာပါအဲ့ဒါကြောင့်တစ်ချက်ပဲတည်မယ်ဆိုရင်တတလုံးတစ်ချက်ပဲတည်ရင်တတလုံးဒီတစ်ချက်ပဲတည်နိုင်တော့မှာကိုရဲ့အရေးချင်းကိုရဲ့အရေးတွေ့ရကြတော့ဟို gym ကစားလို့ပဲ train ရတာလေ ဘယ်သူမှဂျင်းစကစားတဲ့အချိန်မှာဟို 20kg ကိုစမတာမျိုးမရှိဘူး 2kg လောက်ကစမှလာဖြစ်မယ်2 kg 2 kg ကိုမမယ်2 kg ကိုမလာရင်းနဲ့မှအာကိုကစင်သားရလာပြီဆိုစိတ်တော့ဒီထက်ပိုပြီးတိုးတက်ဖို့အတွက်2 kg ကနေညှင့်ပြီးတော့အဲ့4 kg 8 kg 10 kg တိုးတိုးပြီးတော့မှအဲ့တော့မှတဖြည်းဖြည်းကိုယ့်ရဲ့အရေအသွေးကတက်လာတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုဒီ ကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့စူးစမ်းနိုင်စွမ်းကိုယ့်ဘောက်ကို limit မလုပ်ပြီးမျိုးအရေးကြီးပါတယ်။ငါဒီဒီလောက် လုံနိုင်တယ်။ Okay အခုဒီလောက်လုံနိုင်ဆိုဒီတဲ့ပုံနည်းနည်းလေးစူးစမ်းကြည့်မယ်ဆိုတဲ့စိတ်လေးအဲ့ဒါလေးရှိဖို့လိုပါ။နည်းနည်းစူးစမ်းကြည့်နည်းနည်းပုံလုံနိုင်မယ်။ ပိုလောက်လာနိုင်တဲ့အတွက်တဖြည်းဖြည်းကိုကိုကိုမြှင့်ပြီးတော့စူးစမ်းရေးစူးစမ်းကြည့်အဲ့လိုစူးစမ်းချင်းချင်းအားဖြင့်ကိုယ့်ရဲ့အရေးသွေးတွေလည်းတက်လာမယ်ကိုအဲ့ဒီအရေးသွေးရဲ့အသီးပွင့်တွေကိုလည်းကိုကပို့ပြီးတော့ခန်းစားလာနိုင်မယ်ဖြစ်ပါတယ်။ဘာတွေရမယ်ဆိုတာမျှော်လင့်နေတာမျိုးမဟုတ်ဘဲနဲ့ကိုကိုကိုဂျင်းကစားလို့ပဲ mind training ကိုယ့်ရဲ့ personality ကိုယ့်ရဲ့ quality ကို training လုပ်တဲ့သဘောအနေနဲ့တဖြည်းဖြည်းတိုးပြီးတော့ဆင်ရတော့စူးစမ်းစေချင်တယ်။ဒါကြောင့်မလို့ဘဝမှာဆက်ပြီးတိုးတက်ဖို့မလိုတော့ဘူးလားဆိုရင်တော့တိုးတက်ဖို့ကတော့ မဖြစ်မနေလိုအပ်ပါတယ်။ဒါကြောင့်လဲဆိုကိုယ့်ရဲ့စူးစမ်းအထောက်အကူရဲလိုက်မယ်ဆိုရင်ခုနပြောသလိုပေါ့ကိုယ့်ရဲ့စိတ်ကလည်း တည်သွားမယ်ကိုယ့်ရဲ့အရေးသွေးတွေကလည်း limit ဖြစ်သွားမယ် limitation ဖြစ်သွားမယ်ထပ်ပြီးတော့ကန့်သက်ချက်တွေကြားမှာဘာမှအကျိုးမြတ်တွေမရတော့ဘူးအဲဒါကြောင့်မလို့ဘဝမှာကိုယ့်ရဲ့အထုံးမှုကိုတော့တင်းတင်းမရောက်ရဲပဲနဲ့တောက်လျှောက်အထုံးမှုကိုတော့အစဉ်တစက်ရှိနေတဲ့နဲ့ကိုယ်အတိုင်းတာတစ်ခုတွေအောင်မြင်လာပြီဆိုရင်ဒီထက်ပိုတိုးပြီးဘာများလုံနိုင်မလဲဆိုပြီးတော့ကိုကိုကိုအမြဲတမ်း test လုပ်ပြီးတော့တိုးမြင့်သွားတင်ပါတယ်လို့ဒီနေ့ video လေးကနေမျှဝေပြီးတော့အကြံပေးလိုက်ရပါတယ်ရှင့်ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့် video လေးတွေမှာလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့စဉ်လေးကိုတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက် ောင်းမြတ်ကြည့်ရှုကြပါအောင်နော်